ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတာယီအရှင်ဝိစိတ်တဧတာထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်းခွနဲ့ကိုကိုကို ကာကွယ်တာ သူ့လူကိုလူ သူ့ဘက်ကိုဘက်ကာကွယ်တာကတော့ကာကွယ်ပေါ့ကရင်နဲ့ကွယ်တာမျိုးတော့မဖြစ်စင်နဲ့ပေါ့ ဖာလဲဖာပေါ့ဖာရင်းနဲ့လေပောက်တာမျိုးလဲမဖြစ်စင်နေပေါ့အမားအတွက်တရားပေတာအပြည့်အတွက်အနှစ်ပေတာမမှန်အတွက်အမှန်ပေတာမျိုးကကာရင်းနဲ့꿰သွားတဲ့သဘောပဲလေလောကတဘာဝတိတ်ချစ်တိတ်ကြိုက်တိတ်တံပိုးထားလို့ရင်လေအပြည့်မမြင်ပဲဖြစ်တတ်ပြီးအကောင်းမြင်လွန်းတော့အမှန်ပြောက်သွားတာမျိုးလဲဖြစ်တတ်တယ်ချစ်လို့အပြည့်မမြင်တာဟာအကတိလိုက်တာပဲအဲ့ဒါစင်တာကတိပါ ကြိုက်လို့မမိုက်ဘူးဆိုပြီးဘာလို့လို့အဆိုးမြင်တာဟာလေအမှန်ပြောက်ပြီးတန်ရောက်စေတတ်တယ်။အဆိုးမြင်လို့ရင်လေ အကုသိုလ်အဖြစ်လွယ်ပြီးမုံလို့အမှန်ကွယ်အကတိဘက်ကိုနှွေတတ်တယ်။ဒါဟာဒေါသကတိပဲ။အရင်စစ်တော့ချစ်လို့သာစေတာ မုံလို့နာစေတာတွေဟာကာယင်းနဲ့ကွယ်ဖာယင်းနဲ့ပယ်ဖြစ်ကကာယင်းနဲ့အမှန်တစ္ဆာပြောက်ဖာယင်းနဲ့အမှန်နှိယာရောက်ကုန်တော့တာပဲ။ ချစ်တာလည်းချစ်တစ္ဆာတော့မဖြစ်စေနဲ့ပေါ့မုန်းတာလည်းမုန်းမေတ္တာတော့မရှုံးစေနဲ့ပေါ့လောကရင်နဲ့အသားကြလာရင်လောကရင်ဆိုတာတရားရစရာပါပဲဘဝမှာစီးစိမ်ဥစ္စာရာထူးထာနေတရလက်လာပါတွေရှိတဲ့အချိန်လေကြုံဘူးရှိဘူးကြသလိုဘာမှကုန်းကုန်းဆရာမရှိလောက်အောင်အချိန်ဒီလေကြုံရမှာပါပဲရှိခြင်းမရှိခြင်းတွေကြာတိတ်ပြများမနေနဲ့ ကြာတော့လေအသားကြစွာနေထက်သွားမှာပဲပေါ့ကိုကပေးနိုင်ကျွေးနိုင် ကုညီနိုင်တဲ့အချိန်မိတ်ဆွေအပေါင်းအသင်းတွေဝိုင်းဝိုင်းလည်နေတတ်ပေမဲ့အဲ့ဒါတွေမလုပ်ပေးနိုင်တဲ့အချိန်မိထုခေါ်ပြောသူတော့မရှိပြန်တာလေကြုံရမှာပါပဲအပေါင်းအသင်းများခြင်းမများခြင်းတွေကြာအထီးကျန်တာမျိုး ဖြစ်မနေပါနဲ့ကြာတော့လေအသားကြစွာနေထက်သွားမှာပဲပေါ့ ကိုယ်နဲ့အဆင်ပြေနေတဲ့အချိန်ချီးမွမ်းမြောက်ဖြင့်ပြောတတ်ပေမယ့်အဆင်မပြေတဲ့အချိန်မှာအဒီပါဇက်တွေကဲ့ရဲ့ရှုံချအပြစ်တွေပြောနေကြတာလည်းကြုံရမှာပါပဲစကလုံးတွေကြခံစားမှုများမနေပါနဲ့ကြတော့လေအသားကြစွာနေတတ်သွားမှာပဲပေါ့ဘဝမှာချမ်းသာတဲ့အခါလည်းရှိဆင်းရဲတဲ့အခါလည်းရှိနေပြီးလောကချမ်းသာဆင်းရဲဆိုတာဘာမှ အကြကြီးမဟုတ်တာပဲလေ ချမ်းသာစင်ရည်တွေကြတော့ကပွားမနေပါနဲ့ကြတော့လေအသာကြစွာနေထက်သွားမှာပဲပေါ့အင်းစစ်တော့အာလောဟာလောကရန်တွေပါပဲဘာမှအကြကြီးမဟုတ်ဘူးဘာမှမမြဲဘူးလို့သာနှစ်နှစ်ကာကာတည်လာရင်ဘယ်လိုအခြေအနေမျိုးပဲကြုံကြုံကြတော့လေအတိတန်တွေကြ အသာကြလာတာပဲမဟုတ်လားအပြောင်းလဲအခိုက်အတန့်ကာလာလေးမှာအမှားမရအောင်သာစူးစမ်းနိုင် တရားမရသေးတာတော့မှအသာကျလာမှာတော့အသေးချပါပဲမဟုတ်တာတွေနဲ့အသာမကျဖို့အမားတွေနဲ့အသာမကျဖို့တော့ကိုကိုကိုပဲထိမ့်သိမ့်ကြရမှာပေါ့ဂုံတုခုံပြိုင်ဆိုတာဂုံစစ်မှာမဟုတ်တာအတုတွေပြိုင်နေတဲ့သဘောပဲအတုကိုအစစ်ထင်အပြစ်မမြင်နိုင်တာအဆူဆုံးပဲဟိုလူနဲ့ဟွာပြိုင် ဒီလူနဲ့ဒီဟာပြိုင်စားတယ်ပြိုင်ဆိုင်မှုတွေဟာကိုကိုကိုပင်မစေတယ်ပြိုင်ဆိုင်မှုတွေပဲကန့်ဆိုတာပြိုင်လို့မရဘူးပြုတ်ပြင်ယူရမှာသူ့ကံကိုမပြိုင်နဲ့ကိုကံကိုပြင်ရမှာတကယ်တော့သူများဆိုတာကိုပြိုင်ပဲမဟုတ်ဘူးကိုပြိုင်ပဲအစ်စ်ကကိုကိုတိုင်းပဲပြိုင်ခြင်းရင်ကိုကိုကိုပြိုင်ပြင်ခြင်းရင်ကိုကံကိုပြင်ဒါမှမှန်ကန်ပြီးအကျိုးတရားမှုရှိမယ်သူများနဲ့ပြိုင်ရင်ပင်မမှုနဲ့ဆိုးကျိုးကိုပဲဖြစ်စီမယ် ကိုကိုကိုပြိုင်မှခွန်အားတိုးပြီးကောင်းကျိုးကိုဖြစ်စေမယ်။တချို့သူတွေရဲ့အတိတ်ကံဟာပစ္စုပန်လောကတွေနဲ့တခြားစီပဲ။အဟောင်းကောင်းကဲ့လို့အကောင်းစားနေရတဲ့အဟောင်းစားတွေနဲ့အကြောင်းမကောင်းကဲ့လို့မကောင်းများနေတဲ့ကိုယ်ကံကိုပြိုင်မနေပဲအနာဂတ်အတွက်ပစ္စုပန်ကံကိုသာပြုပြင်လိုက်တာအကောင်းဆုံးပဲ။ကံကိုပြင်နေဆိုတာလုတ်တဲ့အလုတ် ြောတဲ့အပြောကျင်တဲ့အကျင့်တွေမှာစေတနာကောင်းကောင်းနဲ့အလုတ်ကောင်းဖို့ပါပဲ။ဒါဟာကိုယ်ကိုယ်ကိုပြန်ခြင်းနဲ့ကိုယ်ကံကိုပြည့်ခြင်းပါပဲ။အဝေးရောက်ညီမငယ်တယောက်ကစလေးပို့လာတယ်။သူ့ကိုမုံမရတဲ့ကိုယ်ကိုယ်ကိုပဲမုံမိတယ်တဲ့။သူ့ကိုလည်းမမုံနဲ့ကိုယ်ကိုယ်ကိုလည်းမမုံနဲ့။မုံတဲ့သူကအရှုံးပဲ။မုံနာကိုကတန်ရောစင်ရှိနေတာလို့စပြန်ပို့ပေးလိုက်တယ်။ဟုတ်တယ်မုန်းနေဆိုတာတန်ရောစင်ရှိလို့ပါ များများမဟုတ်ရင်များများတန်ရုပ်စင်ရှိလို့ပဲနေနေမဟုတ်ရင်နေနေတန်ရုပ်စင်ရှိလို့ပဲစပြီးမှာတော့ပဋိကတန်ရုပ်စင်အမုံတန်ရုပ်စင်လို့ဖွင့်တယ်တန်ရုပ်စင်ဆိုတာတွေ့တာပဲချစ်တဲ့သူကိုခဏခဏတတိယနေတတ်တယ်လို့မုံနေသူကိုလည်းခဏခဏတတိယနေတတ်တယ်တတိယနေတာက တွေ့နေလို့ပဲချစ်လို့ပဲတွေ့တွေ့မုံလို့ပဲတွေ့တွေ့တွေ့ရင်တော့ခံစားရမှာပဲ။ မုံလိုက်ရလို့ပော့သွားတယ်ခြေနဲ့သွားတယ်စိတ်ချမ်းသာသွားတယ်ဆိုတာမရှိဘူးအမုံကအတည်လို့အငိမ့်တက်ခံစားမှုကိုမပေဘူးမုံရင်ရှုံးတာပဲအမုံကြောင့်ပူရတယ်အလောင်ခံရတယ်ခံစားမှုပြင်းတယ်တိတ်မုံလုံးလို့လို့အမုံကြည့်ရင်တည်တောင်သွားလို့ရတယ်ဒါကြောင့်သူ့ကိုလည်းမမုံနဲ့ကိုကိုကိုလည်းမမုံနဲ့ဘယ်သူ့ကိုမှလည်းမမုံနဲ့အမုံကအပြုံးမဲ့စေတတ်တယ်အရှုံးနဲ့နေရတတ်တယ် ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာတဲ့လောကမှာပြောလို့ရှိကြတယ်ကိုမချစ်ပဲသူချစ်တာကိုပဲရှာလို့ကောအဆင်ပြေပါမလားပေါ့ဒုက္ခဆိုတာကိုချစ်တဲ့သူရဲ့အချစ်ကိုမင်းရတာလေဒုက္ခဖြစ်တယ်လို့ကိုမချစ်တဲ့သူရဲ့အချစ်ကိုရတာလေဒုက္ခပဲရတာမလို့လိုတာမရဖြစ်နေကြတာဒုက္ခပဲမဟုတ်လားသတ္တဝါတွေရဲ့စိတ်တဘောကခရူးဆိုင်တာကိုခံကျင်ကြတယ်ချစ်တာကိုခံကျင်ကြတယ်အလေးချတာကိုခံကျင်ကြတယ် ါပေမဲ့တိတ်ကယူဆိုင်လုံးပြန်ရင်လည်းအနေချက်လို့မကြိုက်ပြန်ဘူးတိတ်အချက်ခံရတော့လေတဝင်တို့စိတ်တွင်နဲ့ဟိုဟာလို့လည်းမကြိုက်ဒါလို့လည်းမကြိုက်ဟိုလူနဲ့စကားပြောလဲတဝင်တို့ဒီလူနဲ့စကားပြောလဲတဝင်တို့ဖြစ်တာတွေဟာကြတော့တန်တရားတွေနဲ့ဟဲ့မကြတာတွေပဲများကုန်တော့တာပဲလေအဓိကက သူ့ချစ်ကိုချစ်ရှာဖို့တဲ့အချင်းချင်းနားလေပြေးနိုင်ဖို့ကအဓိကပဲနားလေမှုရှိနေရင်အချက်တွေရှိနေတာပဲလေ အချစ်တွေမမြဲတာဟာနားလည်မှုလွဲတာကစတာပဲတကယ်တော့အချစ်ဆိုတာနားလည်ခြင်းပဲကိုချစ်ရင်လည်းကိုက နားလည်ပြီသူချစ်ရင်လည်းသူကနားလည်ပြီဒါဆိုရင်အေးစီပဲလေဒါကြောင့်ဘသူအချစ်ကိုမှ မရှာနိုင်နဲ့နားလည်မှုပေးနိုင်ရင် OK ပြီ နားလည်မှုရှိရင်အားငယ်မှုဆိုတာညှိယူလိုက်ရင်ကိုပဲအဆင်ပြေသွားတော့တာပဲမဟုတ်လားဘဝမှာအလျှော့ပေးလိုက်ရတာတွေကများလွန်းလာတယ် ငွေတွေကုန်တွေယာရုထန်တဲ့တရားပါဝါတွေကြောင့်အတ္တမာနတွေအလျှော့ပေးလိုက်ရတယ်။မြင့်တန်တရားတွေအလျှော့ပေးလိုက်ရတယ်။ဂုံတိတ်ခါတွေအလျှော့ပေးလိုက်ရတယ်။ခန္တီတရားတွေအလျှော့ပေးလိုက်ရတယ်။အကျင့်တိလာတွေအလျှော့ပေးလိုက်ရတယ်။စသဖြင့်ပုံစံအမျိုးမျိုးနဲ့ကိုလျှော့ပေးနေရတာပါပဲ။တစ်ခါတခါအာနာလို့ဆိုပြီးမတောက်ပဲနေတဲ့အချက်ကို ပြန်တောက်ဖြစ်တာမလုံတဲ့မဲ့တည်တဲ့အလုပ်ကိုလုပ်ဖြစ်သွားတာ။ ဟိုအချောင်းဒီချောင်းလေးတွေထောက်ပြီးအချင်းဒီလာတွေဖောက်ဖြစ်သွားတာစရတွေကမလျှော့ရမယ့်အရာတွေမှာလျှော့ပေးလိုက်တာပဲလျှော့ပါများလာတော့တန်ဖိုးတွေလည်းရှားလာတော့တာပေါ့တကယ်တော့အလျှော့ပေးရတာချင်းအတူတူအတ္တတွေလျှော့ပေးလိုက်ရတာမာနတွေလျှော့ပေးလိုက်ရတာဒေါသတွေလျှော့ပေးလိုက်ရတာမျိုးကတော့အလျှော့ကောင်းအလျှော့ကောင်းပဲအဲတတိယအဆင်ပြေဖို့လောက်အတွက်ဂုံတိတ်ခါတွေအလျှော့ပေးလိုက်ရတာ အချင်းတီလာတွေလျှော့ပေးလိုက်ရတာအစီမပြေမှုလေးတွေအတွက်ခန့်တီတရားတွေလျှော့ပေးလိုက်ရတာမေတ္တာတရားတွေလျှော့ပေးလိုက်ရတာမျိုးကတော့မကောင်းဘူးပေါ့ပြောရရင်လျှော့ရတာမတန်ဘူးပေါ့ဒါကြောင့်ဘဝမှာလျှော့တာတော့လျှော့ရမှာပဲအလျှော့မလွဲဖို့စူးစမ်းရမယ်တည်ငြိမ်ကအစဉ်ပြေဖို့လောက်အတွက်တန်တရားနဲ့ချီတဲ့ပေးဆက်မှုကိုဖြစ်စေမယ်အချင်းတီလာလျှော့ပေးတာဂုံတိတ်ခါလျှော့ပေးတာခန့်တီမေတ္တာတွေလျှော့ပေးတာမျိုးမဖြစ်ပါစေနဲ့ ပင်စီခိုင်ခန့်တဲ့တပင်ကြီးတွေတောင်မှကြီးငှက်တွေလာနာပြီးပြန်သွားတဲ့အခါကျန်ခဲ့တဲ့အကိုင်အခက်လက်တွေဟာတစ်ဖက်ပြန်နဲ့လှုပ်ခတ်ချသေးတာပဲကိုလိုတာမဲ့လူတွေအတွက်လောကလူသားတွေရဲ့လောကအဝိအတိုက်ခိုက်တွေကြောင့်လှုပ်ခတ်ခံစားရတာကပါဆင်းလေပေါ့ဒါပေမဲ့အကိုင်အခက်ဘလို့ပင်လှုပ်ခတ်ပါစေ ပင်စီခိုင်ထားတဲ့တစ်ပင်အတွက်လေတံမိုးတံကိုကြမ်းကြမ်းခံလျက်ရှိနေနိုင်သလိုဘဝလောကနဲ့တွေ့ကြရင်းရင်မသွားရအောင်ပင်စီစိတ်တဲ့ခိုင်တီမြဲမြဲအောင်တို့တွေလေ့ကျင့်ကြရမှာပေါ့အပြားရောက်လို့ပို့လှုပ်ခတ်တဲ့တံကိုခံရပြီမင်းပင်စီခိုင်ထားတဲ့တစ်ပင်အတွက်လေတံမိုးတံခံရရင်လေကျသွားတဲ့အထီရောမဖြစ်နိုင်ပြီဘူးပေါ့တလောကလုံးပြတ်သုံးသွားရင်တော့လေကိုကြီးတက်တက်မှမဟုတ်တာပဲလေ ဒါကြောင့်ဘဝမှာအပြားရဖို့ထက်အခြေခံဖို့အရေးကြီးတယ်။အခြေခံထားရင် အနေရင်သွားလဲလဲကြမသွားဘူး။အပြားရောက်လို့အတိုက်အခိုက်ခံရလဲရင်းရမှုလောက်ပဲရှိမယ်။အမြင့်ပြုတ်တဲ့အထီတော့မဖြစ်ဘူး။စိတ်တိုင်းမကြောက်ဘူးဖေရတဲ့စိတ်ရင်းချလိုက်ပါလို့ဟိုလူလုံးလဲစိတ်တိုင်းမကြောက်ဒီလူလုံးလဲစိတ်တိုင်းမကြောက်ဟိုဟာလဲမဟုတ်ဒါလဲမဟုတ်ဟိုလူလဲမဟုတ် ဒီလိုလည်းမဟုတ်ဘူးနဲ့ကြာတော့ကိုပါတာကိုရှုံနေတော့အာပဲသူများကိုစိတ်တိုင်းမကြဖြစ်ရင်ကိုကိုကိုသာစိတ်ရိုင်းတွေရနေတော့အာပဲစိတ်ရိုင်းရလေစိတ်တိုင်းမကြလေဘို့ဖြစ်လေပေါ့လောကမှာကိုစိတ်တိုင်းကြကတော့ဘာမှဖြစ်မှာမဟုတ်ဘူးသူများမပြောနဲ့ကိုကိုကိုတော်မှစိတ်တိုင်းမကြဘူးမဟုတ်လားဖြစ်ချင်တဲ့စိတ်တိုင်းသာဖြစ်ချင်တယ်လို့ဖြစ်ခွင့်ရနိုင်မယ်ဆိုရင်အနတ္တဆိုတဲ့စကားဗုဒ္ဓဘုရားဟောတော်မူမှာမဟုတ်ဘူး စိတ်ကိုယ်ကအနတ္တဖြစ်နေတာလေအနတ္တကိုအတ္တနဲ့ပုံဖော်နေလို့ပဲဖြစ်မလဲမဖြစ်တာကိုဖြစ်အောင်လုပ်နေလို့ပို့ပြီးစိတ်တိုင်းမကြဖြစ်နေတာအဓိကကကိုယ့်ရဲ့စိတ်ကလေးကိုပဲအတ္တလွန်အစွဲကနေခွဲထွက်ဖို့ကြိုးစားရမယ်ငါမှငါမဟုတ်တာဆိုတဲ့အသည့်ကိုလက်ခံထားရင်သူ့ကိုကိုယ်နဲ့အတူကိုယ်စိတ်တိုင်းကြဖြစ်စေခြင်းနဲ့စိတ်ရင်းလေးတွေကြလာမှာပဲ လိုချင်တာဖြစ်စေချင်တာမရလို့အလိုမကျဖြစ်ရတဲ့စိတ်ဟာစိတ်မှာအယိုင်းစိတ်ဝင်တာပဲစိတ်ရရင်အလုပ်လည်းရရင်လည်းလူလည်းပြိုင်တယ်ဒါကြောင့်ဘာမှကိုယ်တော်မဆောင်တဲ့လောကကြီးမှာစန္ဒနဲ့ဘဝတတက်တဲမကြလို့စိတ်အလိုမကျစိတ်ရိုင်းတွေရတဲ့အခါအဲ့ဒီစိတ်ရိုင်းတွေကို အရင်ကြောက်တတိလေးထားပြီးခဏလောက်ဖြစ်ဖြစ်ခြားထားကြည့်လိုက်ပါ။ စိတ်ရိုင်းချတာနဲ့အမျှစိတ်တိုင်းကြတာလေရလာမှအမှန်ပဲပေါ့အချိန်မှန်ကို လက်ခံနိုင်တာဟာရင့်ကျက်လာလို့ပဲလက်မခံနိုင်တဲ့သူကအကောင်းလာရင် စိတ်ပါပြောင်းလာတတ်တယ်လို့အစိုးကြုံရင်လည်းတုံ့လောက်သွားတတ်တယ်ဘလို့အချိန်မျိုးမှာပဲဖြစ်ဖြစ်မတုံမလောက်ရင်ဆိုင်လက်ခံနိုင်မှခံနိုင်ရရှိတယ်လို့ပြောရမှာဖြစ်တယ်ဖြစ်ပေါ်လာတဲ့အကောင်းအဆိုးကိစ္စတစ်ခုကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်လက်ခံနိုင်ခြင်းဟာမင်္ဂလာတစ်ပါးပါပဲ မြတ်ဗုဒ္ဓကလောကဓာတ်နဲ့တွေ့ကြုံရတဲ့အခါစိတ်မတုံလှုပ်ဘူးစိုးရိမ်မှုကင်းတယ်အပြစ်ကင်းတယ်ငြိမ်းချမ်းနေတယ်ဆိုရင်ဒါဟာမင်္ဂလာပါပဲလို့မိန့်တော်မူတယ်ဘလို့အချိန်မျိုးမှာပဲဖြစ်ဖြစ်စိတ်ကရောက်ရဲ့မခက်ပဲတတိငြိမ်ငြိမ်လက်ခံနိုင်ခြင်းတဘောပဲလက်ခံတာဟာခံစားရမဟုတ်ဘူးခံစားရင်အမှန်ရှာတတ်တယ်ခံစားရင်စိတ်ပင်မဲ့ကိုယ်ပင်မဲ့ဖြစ်တတ်တယ် ေကြတာကတော့ဘဝမှာခန္ဓာရည်ရှိတဲ့သူဟာ မင်္ဂလာရှိတာပါပဲမင်္ဂလာဆိုတာအဖြစ်ကင်းခြင်းတဘောပဲဖြစ်တဲ့အတွက်ဘာပဲကြုံကြုံအဖြစ်မဖြစ်အောင်နေထိုင်ခြင်းဟာမင်္ဂလာရှိတဲ့ဘဝနေနည်းပါပဲဘသူကြောင့်ဘာကြောင့်မှစိုးရိမ်မှုမဖြစ်အောင်စိတ်ကိုစောင့်ထိန်နေခြင်းဟာအာတောကမင်္ဂလာပါပဲဘဝအရှိဆိုတာဓမ္မအတိပါတန်တရာအတိမင်္ဂလာရှိပါတယ် တေလာအောင်အမုန်းခံနေရတယ်ဖရားတဲ့ကိုယ်ကိုတေလာအောင်မုန်းနေရဆိုတော့တေလာအောင်တန်ရောစဉ်ရှိနေလို့သားမှတ်ပါမုန်းနေတာကတန်ရောစဉ်ရှိလို့ပဲအမုန်းတန်ရောစဉ်ပေါ့တရားရောက်ကကိုယ်ကိုအတ္တိလို့တေမလာအောင်ဖြစ်သွားရဆိုတာအတော့ကိုမလွယ်တဲ့ကိစ္စပဲကိုယ်ဆိုင်ကအတ္တိလောက်တောင်ကိုပဲတရားမှုရှိသွားသလားပေါ့မုန်းနေတဲ့သူနဲ့အမုန်းခံရတဲ့သူတေချာတာကတော့မုန်းနေတဲ့သူက ပိုခံစားရမှာပဲ။ ဒီလာမောင်းနေဆိုရင်ဒီသွားလို့ရတယ်အမှန်တရားကဒေါသတရားဒေါသအာခြင်းဒီတတ်တယ်မတည်ခြင်းရင်အမုံလျှော့ရမယ်ဒီလာအောင်မောင်းတာခံရရင်လည်းကိုကပြန်မမောင်းနဲ့ကိုပါဒီလာအောင်ဖြစ်သွားလိမ့်မယ်အကောင်ဆုံးကတော့ဘသူကိုမှမမောင်းမိစေနဲ့ကိုကိုမောင်းတဲ့သူတွေရှိရင်လည်းပြန်မမောင်းမိစေနဲ့အမောင်းခံရတာဟာတန်ရောစင်ရှိလို့ပဲသဘောထားသူက အမုံနဲ့လာရင် ကိုက အပြုံးနဲ့ကာနိုင်အောင်ကြိုးစား တေလအောင်မုန်းတဲ့သူကိုတေလအောင်ပြုံးပြလိုက်ပါတေချာတာကတော့ပြုံးလို့တေတဲ့သူဆိုတာမရှိဘူးမုန်းလို့တေတာပဲရှိရဲ့ဒါကြောင့်ပြုံးမှာမေပြုံးတွေရွှေပြုံးတွေမဖြစ်စေနဲ့မေတ္တာအပြုံးလေးသာဖြစ်ပါစေခြေနဲ့တက်တဲ့စိတ်ဟာချမ်းသာတယ်မခြေနဲ့တက်စိတ်ဟာဆင်းရဲတယ်ခြေနဲ့အောင်နေတတ်တာဟာရောင်ရဲခြင်းတစ်မျိုးပဲရောင်ရဲခြင်းဟာချမ်းသာခြင်းတစ်မျိုးပဲအဲဒီမဲ့ရောင်ရဲတာနဲ့အပြင်းထူတာ ရောမချဖို့လိုတယ်။ဒီနေ့မွေးလိုက်တာ ရှီယာနဲ့ပဲစားတော့မယ်။အလုံနာတယ်ဆိုတာမျိုးကရှောင်ရဲတာမဟုတ်ဘူး။အပြင်းထူတာ။ရှောင်ရဲဆိုတာဘာမှမလုပ်ဘဲနေတာမဟုတ်ဘူး။လှုပ်တင်လှုပ်ထိုက်တာကိုမလျှော့ပဲလုပ်တယ်။လှုပ်ပင်မဲ့လှုပ်တလောက်မဖြစ်လာတဲ့အခါလှုပ်တလို့မဖြစ်လာတဲ့အခါမျိုးမှာနှရှိလာတဲ့ရလက်အဖို့ကျင်းနေအောင်နေတဲ့သဘောအပြည့်မဖြစ်အောင်နေတဲ့သဘောမျိုးကိုဆိုလိုတာ အကြောင်းတရားကိုမလျှော့ပဲအကျိုးတရားအဖို့လက်ခံနိုင်တဲ့သဘောမျိုးပဲလှုပ်တင်လှုပ်ထိုက်တဲ့အကြောင်းတရားကိုမလျှော့ပဲလှုပ်တိုင်းဖြစ်ခြင်းလှုပ်တဲ့လောက်မဖြစ်ခြင်းဆိုတဲ့အကျိုးတရားအပေါ်မှာလက်ခံနိုင်တဲ့စိတ်ကျင့်နေအောင်ညီနိုင်တဲ့စိတ်ဟာတောင်ရဲခြင်းအစစ်ပဲအဲ့ဒီလိုစိတ်မျိုးကသာဘဝမှာ ချမ်းသာစေတာရလက်ကိုလက်ခံပြီးအပြစ်မဖြစ်အောင်ညီထိုင်ခြင်းဟာတောင်ရဲခြင်းဆိုတဲ့တန်တုတ်တီရဲ့သဘောပဲ ဒါကြောင့်ကြည်နဲ့အောင်နေပါအကြောင်းကောင်းအောင်ကြိုးစားပါအကျိုးတရားကိုလက်ခံပါဘယ်သူဘယ်သူကိုမှရိုးမယ်မဖွဲ့ပါနဲ့ကိုယ့်အခြေအနေနဲ့ကိုယ်ပဲတည့်အောင်နေလိုက်ပါဒါဟာချမ်းသာတစ်မျိုးပါပဲတခါလောက်ဖြစ်ဖြစ်အကောင်းမြင်ပြီးကြည်ပါလားအဆောင်မြင်စိတ်ကြောင့်ပူလောင်တာတွေပေါ့သွားတာပေါ့တခါလောက်ဖြစ်ဖြစ်ဝမ်းသာပြီးကြည်ပါလားမနာလိုစိတ်ကြောင့်ပူလောင်တာတွေပေါ့သွားတာပေါ့ တစ်ခါလောက်ဖြစ်ဖြစ်မေတ္တာထားကြည့်ပါလားဒေါသစိတ်ကြောင့်ပူလောင်လာတွေပေါ်သွားတာပေါ့တစ်ခါလောက်ဖြစ်ဖြစ်စွန့်လွတ်ကြည့်ပါလားတွေ့တာစိတ်ကြောင့်ပူလောင်လာတွေပေါ်သွားတာပေါ့တစ်ခါလောက်ဖြစ်ဖြစ်ခွင်လွတ်ကြည့်ပါလားအစာမကြေစိတ်ကြောင့်ပူလောင်လာတွေပေါ်သွားတာပေါ့ဟုတ်တယ်တစ်ခါလောက်ဖြစ်ဖြစ်လက်တွေဆန့်ကြည့်ပါတစ်ခါဆိုဆိုသလောက်အပူပြောက်တယ်နင်းနေရောရင်နင်းနေဆိုသလောက်ခံစားချက်တွေတက်တာတယ် တခါလောက်ကိုမလျှော့နိုင်လို့ပူလောင်တာနင်းနေမှကိုမလျှော့နိုင်လို့ခံစားရတာအရင်စတော့ကိုပူလောင်တာသူ့ကြောင့်မဟုတ်ဘူးကိုကြောင့်ကိုကိလေသာတွေကြောင့်ကိုမကောင်းမြင်စိတ်ကြောင့်ကိုမနာလိုစိတ်ကြောင့်ကိုဒေါသစိတ်ကြောင့်ကိုတွေ့တာမှုကြောင့်ကိုအာဃာတကြောင့်ပူနေရတော့တာပဲမဟုတ်လားတခါလောက်ဖြစ်ဖြစ်စလျှော့ကြည့်လိုက်ပါ ပေါ်သွားမှအမှန်ပါပဲ။ အပိုင်းရှိကိုဆက်လက်ဆောင်မျိုးနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ